ဆရာတော်ကြီးဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ဇာတိမြင့်မှသာသနာဤကြတော်ကိုကောင်းသောဖတ်ရှုပူဇော်ဖွင့်ပြုပါရဲ့ဆရာတော်ကြီးအားယုတ်တိလေးမြတ်စွာရှောက်ထားအပ်ပါသည်ဗျာအပိုင်းနှစ်သာသနာတည်အောင်လုပ်ကြဒီဒေတာမှာကဒီတဲ့အစင်းမြင့်တာကကြတော်မြတ်စွာဘုရားရဲ့အဆုံးအမတွင်တရားတော်တွင်တို့ဘယ်နှခါသာရသလဲတုတ်တန်ဘယ်နှခုရသလဲ မြတ်စွာဘုရားရဲ့အဆုံးအမစကားလုံးတွေကဘယ်တော့သိတယ်လဲငငယ်ကလေးကတော့ပြိတ်တော်ရတာပေါ့သို့တော်အတိတ်ပဲမသိဘူးလိုက်နာကျင့်သုံးမှုမပြုတ်ဘူးဆိုရင်လည်းရတာပဲရှိမယ်သာသနာတည်တယ်လို့အပြည့်အစုံပြောလို့မရဘူးရန်ပင်လန်ဒွါရသာဟိကိုငငယ်ကရလို့ရွတ်နေတာရွတ်တော်ရွတ်တယ်ရွတ်တော်နဲ့လောက်တာနဲ့တခြားမစ္ဆာပါနာစာတန်ရမောလို့ရွတ်ပေမဲ့အရက်ကမိုးမလင်းဘူးလို့ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မှာသာသနာကွဲနေတာပဲသူ့တန်တန်မှာသာသနာမတည်ဘူးလို့ ပြောရမယ်အဲ့ဒီတော့သာသနာတည်အောင်ကြိုးစားရမယ်မင်္ဂလာတုတ်ကိုရထားလို့ရှိရင်အဲ့ဒီမင်္ဂလာတုတ်ထဲကအတိုင်းကိုတန်တန်မှာတည်အောင်ကြိုးစားအဲ့ဒါလို့တည်အောင်ကြိုးစားတာသာသနာပြုနေတာလို့ဒီလိုပြောလို့ရတယ်ဘယ်မှာပြုတာလဲကိုတန်တန်မှာသာသနာတည်အောင်လုပ်တာနံပါတ်၁ကကိုတန်တန်မှာသာသနာတည်အောင်အရင်လုပ်ရမှာပြီးတော့မှကိုနဲ့ကိုပတ်ဝန်းကျင်ပေါ်မှာသာသနာပြန့်ပွားအောင်ကြိုးစားရမှာပထမဆုံးကိုတန်တန်မှာတည်အောင်ကြိုးစား 調査ပြီးတော့မှပြန်ပွားအောင်လို့အဲ့ဒီလိုသာသနာပြုမယ်စိတ်ဓာတ်ကလေးတွေများများမွေးပြီးတော့သာသနာပြုဖို့လိုအပ်တယ်။အဲ့ဒီလိုသာသနာပြုမယ်ဆိုရင်ဒီဇာတိမြေမှာသာသနာဟာအများကြီးထွန်းကားနေမှာပဲ။ဒီဇာတိမြေကသာသနာတော်နဲ့ဆက်ပြီးတော့ပြောမယ်ဆိုရင်ဒီဇာတိမြေမှာအနှစ်သာရပိုင်းကိုတိဖို့တိတ်လိုအပ်တယ်။များသောအားဖြင့်လူတွေကအကပိုင်းမှာပဲစိတ်ဝင်စားနေကြတယ်။အနှစ်သာရပိုင်းကိုစိတ်ဝင်စားဖို့လိုအပ်တယ်။နှစ်သာရဆိုတာဘာလဲ။ အနှစ်နဲ့အကာဒီနှစ်ခုကိုခွဲခြားပြီးတော့တည်ဖို့လိုတယ်မတည်ဘူးဆိုရင်အနှစ်မရဘူးအကာတွေပဲရမယ်ဆိုပါစို့ဘုရားကျောင်းကံတွေကို သာသနာထင်ပြီးတော့ဘုရားကျောင်းကံတွေအတွက်ဒါလုံးပန်းနေမယ်ဆိုရင်ကိုချင်းတရားနဲ့ပတ်သက်ပြီးပြက်ပြားလာမယ်ဆိုရင်အနှစ်သာရဖြစ်တဲ့ကိုချင်းတီလာမရပဲအကာပဲရမှာပေါ့ဒီလိုဆိုလိုတာပေါ့ဒီတော့ကိုယ်တန်တန်မှာနှစ်ကိုရှာဖို့လိုတယ်အကာကိုဖြစ်ပြီးတော့နှစ်ကိုရှာဘယ်ဟာကအကာဘယ်ဟာကအနှစ်လဲဆိုတာသိအောင်စူးစမ်းဖို့လိုတယ်ပေါ့ အဲ့ဒီလိုမှမသိဘူးဆိုရင်တော့အနှစ်ရမှာမဟုတ်ဘူးနော်မြတ်စွာဘုရားဟောထားတာရှိတယ်လေအနှစ်ကိုအနှစ်မှန်းသိဖို့ကြိုးစားရမယ်အကာကိုအကာမှန်းသိဖို့ကြိုးစားရမယ်အနှစ်ကိုအကာထင်အကာကိုအနှစ်ထင်နေတဲ့ပုံကဟာဘယ်တော့မှအနှစ်မရဘူးတဲ့ဒါကြောင့်မို့သာသနာဆိုတဲ့အနှစ်သာရဟာဘာလဲအဲ့ဒီအနှစ်သာရကိုကိုယ်တန်တန်မှတိဆောက်ဖို့ကြိုးစားကိုယ်တိုင်းတာလေးနဲ့ကိုယ်တိဆောက်နိုင်အောင်ကြိုးစားကိုယ်ကိုသူများနဲ့မတူအောင်ရှင်ပြိုင်မှုဆိုတာလေးရှိရတယ် တလီကတောက်တံမှာမြတ်စွာဘုရားဟောထားတယ်။အများနဲ့နှိုင်းရှင်ပြီးတော့ရှင်ပြိုင်နိုင်မှုကိုမြတ်စွာဘုရားကနိလန်တစ်ခုပေးထားတယ်။သူများတွေကပါဏာတိပါတာမလုံဘူး။ငါကတော့လုံအောင်ကြိုးစားမယ်။ဟောဒါသူများနဲ့ရှင်ပြိုင်မှုပဲ။သူများတွေကအရိဏဒါနမလုံကြဘူး။ငါကတော့လုံအောင်လုပ်မယ်။ဟောဒီလိုရှင်ပြိုင်မှုလေးတွေနဲ့ကိုယ်တန်တန်မှာသာသနာတည်အောင်လုပ်ပါလို့မြတ်စွာဘုရားဟောထားတာအဲ့ဒါအနှစ်သာရတည်အောင်ကြိုးစားနေမြတ်စွာဘုရားအနေနဲ့ဟောထားတာ သာသနာတည်အောင်လို့စူးစမ်းရမလဲဆိုတော့ကိုယ်တန်တန်မှာဒီလိုသီလဆိုတဲ့အနှစ်သာရတွေကိုချင်းတရားတွေမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေဒါတွေသိရှိနားလည်အောင်စူးစမ်းအထောက်ရမယ်။အခုဒီဇာတိမြေဆိုတာပြောမယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ချက်ကားယူလို့ရတယ်။ဇာတိမြေဆိုတာကညောင်ပင်ရွာကိုခေါ်တာညောင်ပင်ရွာကနေချက်လိုက်တော့စင်ကူးမြို့နယ်ပေါ့စင်ကူးမြို့နယ်ကချက်လိုက်တော့မန္တလေးတိုင်းမန္တလေးတိုင်းကိုချက်တော့မြန်မာပြည်ကိုဇာတိမြေက နိုင်ငံရဲ့ဂျာရီနဲ့တိုင်းတာကြည့်မယ်ဆိုရင် တို့ဇာတိမြေကဘာလဲမြန်မာနိုင်ငံမြန်မာနိုင်ငံထဲမှာဘာလဲဆိုပြီးပြန်ချင်းယူမယ်ဒီရွာဒီဌာနဒီလို ဖြစ်လာတယ်ပေါ့တို့တော့ဇာတိမြေဆိုပြီးမှပြောမယ်ဆိုရင်မြန်မာတနိုင်ငံလုံးကိုလည်းဇာတိမြေလို့ခေါ်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်နယ်လူမျိုးတွေကဘာမှာအများကြီးရှိရဲအများကြီးကြီးရဲထဲကကိုယ့်ရဲ့ nationality ပေါ့ဘယ်နိုင်ငံသားတုံးဆိုမြန်မာနိုင်ငံသားမြန်မာနိုင်ငံသားဖြစ်သည့်အတွက်ကြောင့် ဒီဇာတိမြေကမြန်မာတနိုင်ငံ လုံးဖြစ်တယ်ပေါ့အဲ့တော့မြန်မာနိုင်ငံသားဆိုရင်မြန်မာနိုင်ငံဟာကိုယ့်ရဲ့ဇာတိမြေဖြစ်တယ်ဒီဇာတိမြေမှာဗုဒ္ဓသာသနာတည်ရှိတယ်ဆိုတာကနိုင်ငံသားတွေမှာတည်ရှိတဲ့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတွေပဲလို့ဒီလိုဆိုလိုတာသာသနာတည်ရှိနေသည့်အတွက်ကြောင့်သာသနာတော်ကိုကြီးညိုလေးစားမှုကိုပြတာတဲ့အနေနဲ့ဘုရားကျောင်းကံတွေပေါ်လာတာဖြစ်တယ်ဘုရားကျောင်းကံတွေဆိုတာကတော့သာသနာတည်ရှိမှုရဲ့အထိမ့်မှန်အနေနဲ့ထားတာ သို့တော့တကယ်သာသနာအနှစ်သာရပိုင်းတည်ရှိမှုဆိုတာကတော့ကိုယ့်ရဲ့တန်တန်မှာကိုချင်းတရားတွေကောင်းတာကို ဆိုလိုတယ်အဲ့ဒါကိုစိတ်နှလုံးထဲမှာမပြတ်ထားပြီးတော့ကိုယ့်သာသနာကိုဟယူဆိုင်ဖို့လိုတယ်အဲကိုယ့်သာသနာဆိုတာကဘယ်ဟာမှမတည်ပဲနဲ့တစ်ဖက်ကကိုနဲ့ဘာသာမတူတဲ့ပုံကိုယ်တွေနဲ့သွားပြီးတော့ရန်ဖြစ်နေလို့မဖြစ်ဘူးနော်တကယ်ကကိုယ့်သာသနာဆိုတာဘာလဲဘုရားတရားတန်ခါရဲနာသုံးပါးကို ကြီးညိုလေးစားတယ်ထိုကြီးညိုလေးစားမှုကိုအကြောင်းပြုပြီးတော့အနည်းဆုံး လူဝိကြောင်နေဆိုရင်၅ပါးသီလကိုတန်တန်းမှတီးတယ်၈ပါးသီလတီးတယ်ဒါတွေကသာသနာတီးတာပေါ့ဒီတဲ့အစစ်မြင့်မြင့်ကျင့်ခြင်းရင်တမာရီကျင့်စဉ်တစ်ခုကိုကျင့်ပေါ့အဲ့ဒီလိုသာသနာကို တိုးတက်အောင်လုပ်သွားလို့ရတယ်အခုဒီဒေတာမှာသာသနာတီးရှိမှုရဲ့အနေအထားတစ်ခုကိုတည့်ဖို့ပြီးတော့ကြည့်မယ်ဆိုရင်အပိတဇမဟာရထဂုရုပွဲတစ်စိတ်တော်နဲ့ချီးကျူးခံရတဲ့ကျေးဇူးတော်ရှင်မာသူဘောရာယုံဗရာဏနာယကဆရာတော်ဖျားကြီးက ဒေတာသာသနာထွန်းကအောင်သူကိုယ်တိုင်လည်းအင်တန်ကြိုးစားခဲ့တယ်။တပည့်ဆက်ဆက်တွေရဲ့တန်တန်မာလည်းပဲသာသနာတော်တွေထွန်းကအောင်ကြိုးစားအားထုတ်ပေးခဲ့တယ်။စင်ကူးမျိုးနယ်အနေနဲ့ကြည့်မယ်ဆိုရင်စင်ကူးမျိုးနယ်မှာတိတယ်လို့ပြောရမယ်ဆိုရင်စီသေးရွာကအဲကမှာဗန်နီတာဘွဲ့ရဆရာတော်တောင်မျိုးမှာကန္နာယုံမှာဆရာတော်ဥက္ကုံနလာလိုရှိတယ်ပေါ့ဒီဘက်ကိုကြည့်လိုက်မယ်ဆိုရင်ကောက်ရိုးပုံရွာကဆရာတော်ဥမာနီတာဒီရွာမှာလည်းပဲ အဲ့ကမှာဗန်နီတာရထားတာသုံးပါရှိတယ်ပေါ့စင်ကူးမြို့နယ်တန်းမှာတရွာတည်းနဲ့သုံးပါရတယ်ဒီရွာမှာအခုနှစ်ဖြန်ကမှာဂုံပြုခံရတော့မယ်သာသနာဇောတာယုံဗရဏနာယကဆရာတော်ဆိုတာလေလက်ရှိမှာနောက်ဆုံးလို့ပြောရမယ်ဘွဲရတဲ့ပုံကိုရှိတယ်နောက်ဆုံးဆိုတာကအခုရတဲ့တင့်နှစ်သုံးထဲမှာနောက်ဆုံးလို့ပြောတာနော်နောက်ထပ်ဘွဲရတဲ့ပုံကိုဒီပေါ်အောင်မှာပေါ့အင်္ဂလိပ်စကားမှာ latest နဲ့ last နှစ်ခုရှိတာ latest လို့ဆိုရင် နောက်ထပ်လာအောင်မှာလို့ပြောတယ်လက်ဆိုရင်တော့မလာတော့ဘူးအခုဟာက latest နောက်ထပ်လာအောင်ပါလိမ့်ရှိတယ်။ဒီသာသနာတည်ရှိမှုကိုအကြောင်းပြုပြီးတော့ရှေးဥစွာမိမိတို့တန်တန်မှာသာသနာတည်တယ်ကိုယ်တန်တန်မှာတည်တဲ့သာသနာကိုအခြားပုဂ္ဂိုလ်တွေပေါ်မှာပြန့်ပွားအောင်တည်ရှိအောင်ကြိုးစားတဲ့သာသနာပြုမှုဆိုတဲ့ဒီလုပ်တွေကိုအကြောင်းပြုပြီးတော့ဒီဂုံတုဝိသေတာဆိုတာပေါ်လာတာဒီဘွဲတဲ့စိတ်တော်ရဲ့အနှစ်သာရပိုင်းကဒီအရှင်မြတ်ရဲ့တန်တန်မှာမြတ်စွာဘုရားရဲ့အဆုံးအမရှိတယ် မိမိတန်တန်မှာရှိုံနဲ့မကဘူးတခြားပုံကိုယ်ရရဲ့တန်တန်မှာတည်ရှိအောင်စူးစမ်းအားထုတ်ပြီးသာသနာပြန့်ပွားအောင်ဆောင်ရွက်နေတယ်ဆိုတော့ဒီအနှစ်သာရပိုင်းကိုမြင်အောင်ကြည့်ဖို့လိုတယ်ပေါ့နော်အဲ့ဒါကိုအလေးထားရမယ်ဒီရွာမှာခုနကတည်းကတကတယောက်ကလာလို့ရှောက်တယ်ဒီရွာကတဲ့ဖုံးကြီးလူရွယ်တော်တော်များတယ်ဆိုပဲဖုံးကြီးလူရွယ်များတယ်ဆိုတာဖုံးကြီးဝတ်တဲ့လူများမှာဖုံးကြီးလူရွယ်များမှာပေါ့ဒီတော့ဒီရွာကဖုံးကြီးဝတ်တဲ့လူများတယ်ဒီလိုပြောတာပဲ ဲ့တော့ဘုန်းကြီးလူတွေဆိုတာကတော့သာသနာပြုကိစ္စမှာသူကအရှုံးပေးသွားတာပဲလို့ဒီလိုပြောရမှာပဲเนาะအခုတန်တန်မှာသာသနာတည်တဲ့လောက်တည်ပြီးတော့နောက်ဆုံးမှာကျယ်ကျယ်ပြန့်ပြန့်သာသနာပြုဖို့ရာအတွက်လက်မြောက်သွားတဲ့ပုံကူလို့ပြောရမှာပေါ့သို့တော်လည်းပဲလူ့ဝိကြောင့်နဲ့သာသနာပြုလို့မရဘူးလားဆိုရတယ်အနှစ်သာရာပိုင်းရရတယ်အဲ့တော့အနှစ်သာရာပိုင်းအနေနဲ့သာသနာပြုလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းနားလည်ဖို့လိုအပ်တယ်သာသနာပြုတယ်ဆိုတဲ့အဓိပ္ပာယ်က ကိုတိုင်းကတရားတရားရှိတယ်။ကုပတ်ဝင်ချင်းကိုမိသားစုတဲ့တရားတရားမရှိသေးဘူးဆိုရင်တရားတရားရှိအောင်လုပ်ပေးတာဒါသာသနာပြုတာပဲ။ဒီကျဲကောင်းတဲ့သာသနာပြုဖဲရှိမလဲနော်။လူသာတန်းနာရောသာသနာပြုမခွန်နိုင်ဘူးလားဆိုအထကူပြုတယ်လို့ပဲပြောလို့ရမယ်။ဒါရိုက်သာသနာပြုတော့မဟုတ်ဘူး။ဒါရိုက်သာသနာပြုတယ်ဆိုတာက ကို့မှာတီလာရှိတယ်လို့သူများကိုတီလာရှိအောင်ကို့မှာတရားတရားရှိတယ်လို့သူများကိုတရားတရားရှိအောင် ခုမှပညာရှိရင်သူများကိုပညာရှိအောင်ဒီလိုပြုတဲ့ပုံကောမှဓာတ်ရိုက်သာသနာပြုတယ်ကျန်လူရာတန်းတာထောက်တာပန့်တာကတော့အဲတွေဝိုက်ပြီးတော့သာသနာပြုတယ်လို့ပြောလို့ရမယ်အဲဒီတော့အမြဲတမ်းပဲတွေဝိုက်ပြီးတော့တော့မနေကြနဲ့ဓာတ်ရိုက်သာသနာပြုဖို့လည်းလုပ်ကြပေါ့လူတွေကများသောအားဖြင့်တော့တဲပြီးဝိလေကြောင့်ဖက်လောက်တာများတယ်ဝိနေတာဝိနေလို့လည်းတန်တရားတွေကထွက်ကိုမထွက်နိုင်တာဒီတော့တန်တရားတွေကထွက်နိုင်အောင်ဓာတ်ရိုက်စူးစမ်းကြဖို့လိုတယ်ပေါ့ ကုသဏ္ဍာမှာသာသနာတည်အောင်ကြိုးစားတဲ့ ਨੇ အဲ့လိုကြိုးစားနိုင်မှုကအင်တန်မှဂျင်းနက်စရာဖြစ်လာတယ်။ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့အဆုံးအမဟာဘယ်မှာတည်တယ်လဲဆိုရင်ဂျင့်သုံးတဲ့ပုံကမှတည်တာမဂျင့်သုံးတဲ့ပုံကမတည်ဘူး။အဲ့တော့သာသနာဆိုတာမြေကြီးပေါ်မှာတည်တာလည်းမဟုတ်ဘူး။ကျောင်းပေါ်တည်တာလည်းမဟုတ်ဘူး။ဇေဒီပေါ်တည်တာလည်းမဟုတ်ဘူး။ဘယ်မှာတည်တော့ဂျင့်သုံးတဲ့ပုံကမှသာသနာတည်တယ်။ဘယ်လောက်တည်တယ်ဆိုတာက ုဟာကိုဆုံးဖြတ်ရမယ်ကိစ္စဖြစ်တယ်ဒီတော့ဘုရားသာသနာနဲ့တုံနေပါရဲ့သားနဲ့ကိုယ်တန်တယ်မှာသာသနာတစ်ခုမှမရောက်ရင်မတည်ဘူးမခိုင်မာဘူးဆိုရင်ဒီတဲ့ဆုံးရှုံးတာပဲရှိမလဲမတိလို့ဆုံးရှုံးသွားတဲ့အနေအထားမျိုးမရှိရအောင်ကြိုးစားရမယ်ဘယ်လိုကြိုးစားရမလဲဆိုတော့သီလနဲ့ပြည့်စုံအောင်ကြိုးစားရမယ်သီလကိုခြေခံပြီးတပါရီလုပ်ငန်းကျင့်စဉ်နေကြိုးစားရမယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီး နောက်ဆုံးပန်းနိုင်တီရအောင်စူးစမ်းရမယ်။အဲ့ဒါလို့အစဉ်အစဉ်စူးစမ်းတာရက်သဘောမျိုးကိုသာသနာတည်အောင်စူးစမ်းတယ်လို့ခေါ်တယ်။နောက်တစ်ပိုင်းကိုဆက်လက်ပူဆောင်မှာပဲဖြစ်ပါရဲ့ရှင်။ပညာရှင်မြင့်တထမြင်၍ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေ။တပ်ပါအိစာမင်္ဂလာကိုကျွဲကတတိုင်းရပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။